မင်္ဂလာပါရှင်2025ခုနှစ်မေလ30ရက်ရွှေပြည်နယ်တောက်ကြနေ့တိုင်းတင်ဆက်ပေးနေကြအပတ်စဉ်သတင်းကနေပြန်လည်ကြိုဆိုပြစေဒီတစ်ပတ်သတင်းတွေကတော့ စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့ငွေစည်မျိုးကရှေ့ဆိုင်တခုကိုဓမြတိုက်သွားတဲ့အမျိုးသား၅ဦးထဲက၂ဦးဖမ်းမိပြီးသူတို့၂ဦးဟာစစ်ကောင်စီလောက်ခံပြည်သူစစ်ဖြစ်နေပါတယ်။မိုင်းငုံမြို့မှာရှိတဲ့ SSPB ရဲ့ရှေ့တူဖုံမှုကိုဒေသခံတွေကတန်ကွက်ပြီးမြဆက်တူးမယ်လို့ဆိုပါတယ်။မိုးကုံမှာဦးလေးဖြစ်သူကဒုမကိုအထမပြုကျင့်ခဲ့ပြီးလက်ရှိအချိန်ထိတရားခဏကထွက်ပြေးလွတ်မြောက်နေပါတယ်ဒီတရေအပြင်တခြားတရေတွေလည်းကြားမှာပါ လာရှုံစီကနေပြန်လာတဲ့အမျိုးသမီးတူလူရက်ခံရပြီးဆွဲကြိုလက်စွပ်နှစ်ခွင်းနဲ့ဖုန်းပါတော့ခဲ့ပြီးလာရှုံမြို့ထဲမှာလူရဲမှုတွေခက်စိတ်စိတ်ဖြစ်ပွားနေပါတယ်။မေလ29ရက်မနက်အစောပိုင်းမှာလာရှုံမြို့ရက်ွက်ကအောင်မင်္ဂလာစီကနေပြန်လာတဲ့အမျိုးသမီးတူကိုဝတ်ဆောင်အနက်ရောင်ဝတ်ထားပြီးတနက်ခါကြထိုးလာတဲ့အမျိုးသားနှုတ်ကရှေ့ကနေပြည့်ရက်ပြီးဆွဲကြိုလက်စွပ်နှစ်ခွင်းနဲ့ဖုန်းကိုလူရဲယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ အလားတူမေလာ၂၈ရက်မနက်အစောပိုင်းကလည်းလာရှုံမြို့ရပ်ကွက်ဆင်းမရှိအဝေယာလမ်းတွေမှာဆိုင်ကယ်စီးလာတဲ့အမျိုးသားတို့ရဲ့ဆိုင်ကယ်ကိုရဲဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားကလူရက်သွားခဲ့တာဖြစ်ပါတယ်။လာရှုံမြို့ပေါ်ရှိဗီတုစေယုံကြီးအပါအဝင်ရန်နေရာတချို့ကိုစစ်ကောင်စီတပ်ကစတင်လုံဆောင်နေပြီးမြေလုံချုံရဲ့ပိုင်းကိုတော့လက်ရှိအချိန်ထိမလုံဆောင်နိုင်သေးတာကြောင့်ခိုးမှုလူရက်မှုတွေကြာခဏဖြစ်ပွားနေကြောင်းဒေသခံတွေကပြောဆိုကြပါတယ်။ လာရှိမျိုးကိုစစ်ကောင်စီတပ်ဝင်ရောက်ပြီးတဲ့နောက်ဒီခဲ့တဲ့ဧပြီလ22ရက်နေ့ကနေမေလ29ရက်အထိဓမြတိုင်းမှုနဲ့လူရမှု16ကြိမ်ထပ်မင်းဖြစ်ပွားခဲ့ပါတယ်။နောက်ချုံမှာစစ်ကောင်စီတပ်ရဲ့ထူးစင်ဟာရွှေမှုတော်ရွာအထိရောက်လာပြီးတိုက်ပွဲလည်းဆက်လက်ပြင်းထန်နေကြောင်းရှေ့လန်တရင်ရင်းမြစ်တွေရဲ့ပြောပြချက်အရတရားပါတယ်။ မေလ28ရက်ကစပြီးစကောက်စီတဟာနောင်ချုံမြို့နယ်နောင်လိပ်ကျေးရွာကနေရွှေမှုတော်ရွာရှိ TNR တက်စကန်ကိုထိုးစစ်ဆင်တိုက်ခတ်နေပြီးမေလ29ရက်မနက်ပိုင်းထိတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ရွှေမှုတော်ရွာဟာစကောက်စီရဲ့အမြောက်တပ်တွေတရှိရာတောင်ခမ်းကျေးရွာနဲ့ TNR ထိန်းချုပ်ထားတဲ့နောင်ချုံမြို့ရဲ့အကြမ်းမှတရှိပြီးနောင်ချုံမြို့နယ်အစင်ပိုင်းဝင်းကျင်တောင်ဝေးကွာတယ်လို့တီးရပါတယ်။ စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတော့ရွှေမှုတော်ရာကိုစစ်ကောင်စီတပ်ကမေလ28ရက်မှာထိန်းချုပ်နိုင်ခဲ့တယ်လို့ရေးသားဖော်ပြနေကြပါတယ်။စစ်ကောင်စီတပ်ဟာသူတို့လက်လွတ်ထားရတဲ့အောင်ချုံမျိုးကိုပြန်ရဖို့တောင်ခန့်နဲ့အုံဒီရွာဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်နေပြီးတအားတပ်ဖက်ကထိန်းချုပ်ထားတဲ့နေရာတချို့ကိုလက်လွတ်ခဲ့ရတာလည်းရှိနေပါတယ်။ ီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီတပ်ဖက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ထင်ရည်ထင်းချုပ်ထားတဲ့တရက်ချုံနဲ့ရာပြင်ကြီးရွာကိုစစ်ကောင်စီတပ်ကပြန်ထင်းချုပ်ခဲ့ပါတယ်။ထင်ရည်ထင်ချုပ်ထားတဲ့မန္တလေးတိုင်းမူကုံမြို့ရပ်ကွက်တစ်ခုမှာဦးလေးဖြစ်သူကဒီမဘူအတ္တမပြုကျင့်ခဲ့ပြီးလက်ရှိအချိန်ထိဦးလေးဖြစ်သူကခက်ပြေလူမြောက်နေကြောင်းကိုရိုင်းကျုံပြည်ခရတို့အမျိုးသမီးရအရှိခမီကိုပြောပါရစေ။ ဖြစ်စဉ်ဟာပြီးခဲ့တဲ့မေလ26ရက်ညစင်လာဝင်းကျင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးသူမဖြစ်သူကအိမ်ရဲ့အိတ်ခံတဲ့အိမ်နေချင်းဦးလေးကဝင်လာပြီးတော့ခေါင်းနဲ့ဖိပြီးအထမပြုကျင်းခဲ့တဲ့အပြင်တခြားသူတွေကိုပြောပြရင်တက်ဖြစ်မယ်လို့လည်းချင်းချောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ကျူးလွန်သူအမျိုးသားဟာဦးလေးဖြစ်သူအသက်40ဝန်းကျင်ဦးကျော်မိုးရွှေဖြစ်ပြီးကျူးလွန်ခံရသူအမျိုးသမီးဟာအသက်19နှစ်အရွယ်မပြောလို့အမည်လွှဲထားတာဖြစ်ပါတယ်။ ဒါအပြင်ဒီခေတ်တဲ့2020ခုနှစ်ကလေဦးလေးဖြစ်သူရဲ့အထမပြုခြင်းဖို့ကြံစည်တာကိုခံခဲ့ရပေမဲ့အော်ဟစ်အကူအညီတောင်းလို့လူမြောက်ခဲ့တယ်လို့လည်းကျူးလွန်ခံရသူအမျိုးသမီးအဆိုပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာတွေကိုလည်းတိုင်ကြားထားတယ်လို့အစစ်စစ်စစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့အမျိုးသမီးရဲ့မိသားစုကပြောပါတယ်။အလားတူပြီးခဲ့တဲ့ဧပြီ18ရက်ကလည်းတောင်းဒေတာနမ်ဆန်မြို့နယ်မှာအသက်9နှစ်အရွယ်ကလေးငယ်ကိုအကူဝန်းခွဲတော်ဆက်သူကအထမပြုခြင်းခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့မှုပါတယ်။ မိုင်းဝါမြို့မှာရှိတဲ့ SSPP ရဲ့ရွှေတူဖုံမှုကိုတရားခံတွေကကန့်ကွက်ပေးမဲ့ဆက်တူမယ်လို့ဆိုပါတယ်။မိုင်းဝါမြို့ကွမ်စလန်နတ်တွင်တဲ့ခြုံအုပ်စုမှာ SSPP ကတရားခံတွေရဲ့ခွင့်ပြုချက်မရပဲရွှေတူဖုံနေတာကြောင့်တဘာဝပတ်ဝန်းကျင်ပြည့်စည်မှာကိုဆိုရင်းတာအပြင်ထင်ရရင်လည်း SSPP အကြောင်းအငင်းပွားပြီးပြဿနာဖြစ်လာမှာကိုလည်းဆိုရင်းတာကြောင့်ရွှေတူဖုံမှုကိုကန့်ကွက်နေကြတာဖြစ်ပါတယ်။ မိုင်းငုံမြို့မှာရှိတဲ့မိုင်းငော့ချောင်းနဲ့နမ့်မချောင်းမှာလည်းရွှေတူဖော်တာကိုဒေတာခံတွေကကန့်ကွက်နေပြီးမြဲလက်ရှိအချိန်ထိ SSPB ကတူဖော်တာတွေဆက်လုပ်နေစေဖြစ်တယ်လို့ပြောပါတယ်။မိုင်းငုံမှာတခြားဖွဲ့စည်းတွေလည်းရွှေတူဖော်မှုအလွန်ကြုံလုပ်နေတာကြောင့်ချောင်းရည်နေစဉ်ညင်ညံနေပြီးတဘာဝပုံဝင်ခြင်းနဲ့ခိခိုက်လာနိုင်ဖြစ်ရှိလို့ဒေတာခံတွေကကန့်ကွက်ကြတာဖြစ်ပါတယ်။ န်းလေးကချင်ပြည်နယ်နဲ့ရှမ်းမြောက်အဆက်မန္တုံမြို့နယ်ကျိုင်းတောင်ရွာမှာတောက်ဆရာဆေးမရှိတဲ့အပြင်ကျန်းမာရေးဆောင်ရှားမှုတွေလည်းမရကြပါဘူး။ဒီအခြေအနေတွေကိုရှုပ်ထွေးနေတဲ့ဒေသတွေကပြင်းစင်ရိုက်ယူထားပြီးကျမတင်ဆက်ပေးပါမယ်။တော်ရရဲ့တားလေးဟာတလောက်ဝင်းကျင်ပဲရှိပါသေးတယ်။ဒီမရဲ့ကလေးမမွေးဖွားခင်နဲ့ကလေးမွေးဖွားပြီးချိန်ထိစေယုံစေခန့်ကိုတခါမှမရောက်ဘူးတည်ပါဘူး။အခုလဲသူကလေးချောင်းဆိုးနေပြီးနေမကောင်းဖြစ်နေတာရက်ပိုင်းအတော်ကြာပါပြီ။ ဒါကဝေးလန့်ခေါင်းပြလို့နဲ့သူတို့နေထိုင်ရာဒေသကကျမ်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အခြေအနေကိုပေါ်ပြနေပါတယ်။ဒီကြေးရလေးဟာဝေးလန့်ခေါင်းပြလို့နဲ့ရွှေလီမြကန်ပေးရှိကချင်ပြည်နယ်နဲ့ရှမ်းမြောက်မန်တုံအဆက်နှရှိကြံပေါဆိုတဲ့ကြေးရဖြစ်ပါတယ်။အင်းချင်းနဲ့ကြော်တာရှိတဲ့ဒီကြေးရလေးဟာစီးရုံစီးပေးခန်းနေမရှိသလိုစီးရုံစီးပေးခန်းရှိတဲ့နေရာနဲ့ဝေးလွန်းနေတာကြောင့်ရခန်းနဲ့ကျမ်းမာရေးပြဿနာနဲ့မကြာခဏကြုံတွေ့နေရပါတယ်။ ဒါကတော့အသက်40ကျော်ရှိပြီဖြစ်တယ်ဒေါ်ရီရဲ့6ရောက်မြောက်သားဖြစ်ပါတယ်သူမရဲ့သားချမရဲ့အတွက်သူစိုးရင်ပေမဲ့တော့ပြရမယ့်စီးရုံစေခန့်နေရှိတာကြောင့်လည်းငွေကြေးမတိုက်နိုင်တာကြောင့်စေကူတမှုမပေးနိုင်သေးပါဘူးအမကနာပြစီအမေမပနငါမနာပြမနာပြမနာပြခမ်းမပြဘူးစေထိုးဖို့လိုရင်တော့ထိုးစရာမှမရှိတာစေခမ်းရှိတဲ့နေရာနဲ့အရန်ဝေးတော့လေအရင်ကဟိုဟုတ်မှာစေပိခမ်းရှိတည်တယ် အခုကမရှိတော့အာနာတိန်ပြီးနောက်ပိုင်းအမှန်ကစိတ်ခံမရှိတော့အခုတောင်မှကလေးချောင်းဆိုးနေတာစေးလည်းမရှိဘူးအာနေမဘာပူဟုတ်ပြောမှမှန်ဒီကြမ်းမိုက်ပြဿနာဟာတော်ရည်ပြောက်တဲ့ကြုံနေရတာတော့မဟုတ်ပါဘူး။ဒီကဒေတာခန့်နေကြုံနေရတဲ့ပြဿနာဖြစ်ပါလေ။ကြောင်ပေါကြီးရဟာတန်းကြမ်းမိုက်ရဲ့ဖွဲ့စည်း TH ကကိုတုကရဖွင့်လှစ်ထားတဲ့စီပကန်ရှိတဲ့ မန်တုံမြို့နယ်စိုင်းနေကြည့်ရတယ်ဆိုရင်ဆိုင်ခဲနဲ့အနည်းဆုံး2နာရီကျော်သွားရပါတယ်။ဆေးရုံရှိတဲ့နန်းခမ်းမြို့နယ်မိုင်းဝေးကြည့်ရအထိဆိုရင်အနည်းဆုံး9နာရီအထိသွားရမှာဖြစ်ပါတယ်။ဒါဟာຫນွေရတီမှာပဲသွားလာလို့ရပြီးຫນွေရတီဆိုရင်လမ်းမဆက်တည်းခက်ခဲလွန်းတာကြောင့်ဒီကဒေတာခန်တွေသွားလာရတဲ့လုံးဝစဉ်းမပြေပါဘူး။အော်ဟိုရဲ့တာဟာတုံးနဲ့အရွယ်ကိုရှိနေပါတယ်။မရှိချင်သေးစကားလည်းမပြောနိုင်သေးတယ်လို့လမ်းလည်းမလျှောက်နိုင်သေးပါဘူး။ ဒါပေမဲ့ဒီနေ့ချင်းဒီတောက်ကိုဆရာဝန်နေစီတခါမှတောက်မပြနိုင်သေးဘူးလို့ပြောပါတယ်ဘာလို့လဲမင်းရေမူပြမအနေထောင်ခေါ်တော့တော်ရရဲ့ကဲကိုခေါင်းနဲ့ညာလည်းကဲကာဒီချောင်းစီတော့ခါမပြဖို့သေးဘူးအခုကကလေး၃နှစ်ရှိပြီအစကအကျော်လွဲတယ်လို့ထင်နေတာသူစားမွေးတဲ့ချိန်ဒီလိုမဖြူဘူးနားလောက်နေတဲ့ချိန်မှဒီလိုဖြူလာတာဘာယောကလဲကိုလည်းမသိဘူးလေခေါက်ကမဲပါငုံကပါ ကကြည့်အတော့မွန်ကလူးဒီကိုအနောက်လူးမှာပညာအပွန်တုံးကျော်အကျော်ကိုအဝကျော်လူးမှာလက်ရှိမှာကြံပေါင်ကြီးပါကိုတန်းတမတော် PSF DNA ကအုတ်ချုပ်နေပြီကြည်ရခန်ကသူတို့ရွာမှာစေပကံဖွင့်နေပေးဖို့မျှော်လင့်နေကြပါတယ်ကြည်ရမှာစေပကံနဲ့ရရှိဖို့ခစ်ဆက်ဆက်ကစိုးရတီတန်တောင်းဆိုခဲ့ပေမဲ့ရွာတဲ့အင်ဂျင်နဲတဲ့ဆိုတဲ့ကြောင့်မှချက်နဲ့စေပကံနဲ့မရရှိခဲ့ဘူးလို့ရခန်ကပြောပါတယ် ຈັງຕາວຈີຍານີ້ມາຫົກຄົກໄມຄາໂນບລາສາດີຈີຍາຍແລະຊີບີ້ອ້າຍຍາຍແລະມາຊີບີຄັນຕະຄູມາບໍ່ຊິບໍ່ດີເດດາດີມາຕອງຍາລົງງານກໍດາທີ່ຫຼົກໄກຈາບີ້ວິງງວີແລະບໍ່ຊິຈາບູ້ໂລດີດາຄັນນີ້ກະບອກပါແດ່ຊິຍໍຊີຄັນບໍ່ຊິດາຈອງທີ່ໄຂຄັນຊາຍາແລະອະເທມາກະລີມີກະເນກະລີແລະຕັດຈີຍູດີກະອະຍາຊົງພຽບີ້ອະຕັດມະຕິຕິມະຕິຊົງຍານາຍີແລະມະຈາຄະນະຜິດປွားနေပါແດ່ດີດາຫາລູຕູອະຍောက်ປောက်ແນດາຈອງຈັ່ງແມ່ຊောက်ຊောက်ຫມູລະລັ້ນມັນມີຈາບາບູ້ နံပါတ်7ရေးလက်ခက်ခဲလာပြီးဝေးလံခေါင်းပြလို့နဲ့ဒီကြရတဲ့စေယုံစီပေခန့်နဲ့ဖွင့်နေပြီးဒါခန့်ကမျောလင်းနေကြပါတယ်။မိုင်ဟုံစနမပါခမေဒေအီတောင်လုံစနမလုံလေကိုပါစေးမှမရှိဘူးမြို့သွားသူရှိရင်အာစေးတို့ဘာတို့တခါတလေမှတောက်တယ်ဟိုဟုတ်မှာစေခန့်ရှိတုန်းကတော့တခုခုဖြင့်သွားကြရပို့အခုထိုးဆရာစေးလည်းမရှိတောက်ဆရာစေးမရှိရဲ့ချင်းနေပို့ရွာထဲမှာစေခန့်ရှိရင်တော့လိုချင်တာပို့ကြိုးဆိုတယ် တကယ်ရေးကြုံလာရင်စိတ်ခံရှိရတော့ခက်ခဲတယ်။တချို့ကဆိုင်ငယ်လက်ရှိတကယ်ခက်ခဲကြတယ်။မဆန်ကေကိုအီဘူပင်းမဆန်ကေပစမဟာအမဘိုင်ဘူအိုင်နော်မေယာကောနော်ဘူဘွန်းကိုဘူပနာကိုအပပြန်ဟောပစနမ်ဟူမ်ဟူမ်ပါကလေးချရရမိခင်တော်ရီကလည်းသူတို့ကြည့်ရမှာစေကန်းလာဖွင့်ပေးစေခြင်းတယ်လို့ပြောပါတယ်။ဒါသမီး6ယောက်ရှိတယ် တယောက်ကတော့လတားအွေကလေးကစစ်ပြေးရင်ဆုံးသွားတာရွာမှာစေခမ်းလာဖွင့်ပေးရင်ကြိုဆိုတယ်ဖွင့်လဲဖွင့်စီချင်တယ်ပေါ့စေခမ်းမရှိတော့အရန်ခက်ခဲတယ်နောက်ဒီတမှာလမ်းမိုက်ဆက်တွေခက်ခဲပြီးကြမ်းမိတ်ဆောက်ရှောက်မှုနဲ့လက်လက်မမီတဲ့ကြေးရတွေအများပြားဆက်ရှိနေကြောင်းပါခင်ဗျာ။ န်ချူဟမ်တေမူဆယ်မျိုးရှိရွှေဆိုင်တစ်ခုကိုမေလာ၂၁ရက်ကဓမြတိုက်သွားတဲ့အမျိုးသားငါးဦးထဲကနှစ်ဦးကိုဖမ်းမိထားပြီးအဲ့ဒီနှစ်ဦးဟာစစ်ကောင်စီလက်အောက်ခံပြီးလူစစ်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးထားတဲ့အမျိုးသားနှစ်ဦးစီကအမတ်ဆက်လေးစစ်စင်ကြီးကုကဲမှုစစ်ဌာနချုပ်လက်အောက်ကထုတ်ပေးထားတဲ့ကြက်ပြား ပစ္စတိုတလက်နဲ့ရွှေတချို့ကိုလည်းတင်စီရမိခဲ့တယ်လို့ဆိုပါရယ်မေလ16ရက်ကလည်းမူဆယ်မြို့မှာကင်းဆောင်ရဲတပ်သားတအူးရဲ့ဆိုင်ကဖုန်းနဲ့ငွေတွေကိုအမျိုးသားတအူးကလမ်းမှာလူရခံခဲ့ရပါရယ် စစ်တပ်ဖင်ချုပ်ထားတဲ့မူဆယ်မျိုးမှာမြေစေဝါရောင်းရဲတုံးဆွဲတူနဲ့လောင်းစားဝိုင်းအရင်ကထပ်များလာပြီးနေ့စဉ်ခိုးမှုလူရဲမှုဓညာတိုက်မှုနဲ့ပြန်ပေးဆွဲမှုဖြစ်ပွားနေပြီးမြဲတရားခဏ်တွေကိုဖမ်းဆီးနိုင်တာမရှိသလိုအမှုတိုင်းမှာလည်းအများစုကလက်နက်ကင်ဆောင်ထားကြသူတွေဖြစ်နေကြကြောင်းဒေတာခဏ်တွေရဲ့ပြောပြချက်အရတရားပါတယ်တရင်းတွေကိုဒီမှာပဲရန်နာဖွင့်ပြုပါရှစ်ပူရဲ့အပတ်စဉ်တောက်ကြနေတိုင်းတင်ဆက်ပေးနေကြမြန်မာပိုင်းရုပ်တံစီစဉ်မှုရန်နာသွားမှာဖြစ်ပါတယ် တန်ဘာသာပိုင်းမှာတင်ဆက်ထားတဲ့သတင်းတွေကိုမြန်မာဘာသာပြန်ထည့်သွင်းထားတဲ့အတွက်သတင်းတွေကိုအဲ့ဒီကနေတစင်ကြည့်ရှုနားဆင်နိုင်ပါတယ်။နှစ်နှစ်အတွင်းမြန်မာပိုင်းအပတ်စဉ်သတင်းတွေကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါရစေရှင်။